တနင်္ဂနွေသားသမီးများတွေ2025ခုနှစ်ကလက်ကျန်6လတာကာလအတွင်းမှာထူးထူးခြားခြားဘလို့အဖြစ်ပြက်မျိုးတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုခေါ်ပြောပြမှာပါမိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုကိုပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး follow မလုပ်ဝသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါပါခင်ဗျာအဲ့တော့ကျွန်တော်အနေနဲ့ပြည့်ပြည့်စုံစုံလေးဖြစ်ရလေအောင်အလုံးကိုင်းငွေကြီးနောက် ျမ်းမာရေးနောက်လူမှုပေါင်းသင်းဆက်ဆံရေးအခြေအနေလေးတွေကိုပြပြဆုံးဆုံးလေးဟောပြောပေးမှာပဲဖြစ်ပါတယ်ပထမဦးဆုံးတေတော့ကတ်မှာကျွန်တော်ကအလောက်ပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဖော်ပြပေးမှာပါ။တနင်္ဂနွေသားမီးများတဲ့ဒီ2025ခုနှစ်ကလက်ကျန်6လတာကာလအတွင်းမှာလုပ်ငန်းခိုင်နှံတဲ့ပတ်သက်တဲ့အခြေအနေကောင်းတွေအခွင့်အလမ်းကောင်းတွေ ိတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကိုမုံချဆိုသလိုရရှိလာပါလိမ့်မယ်။တခါတလေမှာအခွင့်အလမ်းကောင်းတွေကခဏလောက်အချိန်ပေးပြီးတော့ထိုင်ဆောင်ရတာမျိုးတွေဖြစ်နိုင်ပါလိမ့်။တချို့ဆိုလို့ရှိရင်ဘာမှတိတ်ပြီးတော့ကြိုးကြိုးစားစားလုပ်ရတာမျိုးမဟုတ်ဘဲနဲ့ကံတရားရဲ့အခွင့်အလမ်းကောင်းအထောက်ပံ့ကောင်းတွေနဲ့တူတိုးတက်အောင်မြင်မှုတွေကိုတိတိတသားကြီးရရှိလာနိုင်လိမ့်မယ်ဆိုတာကို တွေ့ရပါတယ်ပြောချင်တဲ့သဘောကတော့ပင်မင်းမတ်တအားကျူးကျူးဆာဆာကြီးအလုံးလောက်ရတာမျိုး မဟုတ်ဘဲနဲ့တတောင့်တတအလုံးလို့ယုံနေအစဉ်ပြေမှု တိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်မယ်လို့ဆိုလိုရတဲ့ဒါတဲရောကကနမိတ်ဘုံကိုတွေ့ရပါတယ်အဲ့တော့ငွေကြေးစည်းဝါးလတ်လာပါပိုင်းလေးကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါမယ်ငွေကြေးစည်းဝါးလတ်လာပါပိုင်းကလည်းပဲတသောသောနဲ့ငွေတွေဝင်လာပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေဖြေရှင်းစရာရှိတယ်ဆိုရင်လည်းပဲ သူ့အနေနဲ့သူဖြည်းဖြည်းချင်းပြည်လည်မှုတွေရလာနိုင်ပါလိမ့်မယ်။ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေလည်းပဲပွင့်လန်းလာပါလိမ့်မယ်။ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ဒီ၆လတာကာလတွင်မှာစိတ်ချမ်းသာမှုပျော်ရွှင်မှုတွေကိုအထိုက်လျောက်ရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။နောက်ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုဆက်ပြီးတော့ကြည့်ပြပါမယ်။ကျမ်းမာရေးဆိုတဲ့အခါမှာကိုယ်မှာဖြစ်ပေါ်ခံစားနေရတဲ့ယောဂဝေဒနာတွေက ိုရှိရာနေစွန့်ခွာသွားပြီတဲ့ထွက်ခွာသွားပြီတဲ့အဲ့တော့ဘာမှတိတ်ပြီးတော့ပြင်းပြင်းထန်ထန်ဆိုးဆိုးဝါးဝါးပေါ့နော်အခြေအနေမျိုးတွေကိုကြုံတွေ့ရနိုင်တော့မှာမဟုတ်တော့ပါဘူးတဲ့ဒါမလို့ကျမ်းမာရေးပိုင်းအတွက်တဲရော့တချို့တဲ့အခါမှာလည်းပဲလွတ်မြောက်ခြင်းနဲ့ပတ်သက်တဲ့နမိတ်ပုံဖြစ်တဲ့အတွက်ကောင်းတယ်လို့တွေ့ရပါတယ်။ဒါပေမဲ့တချို့မျက်မှန်တက်တဲ့သူတွေဆိုမျက်မှန်မျက်စိပါဝါတိုးလိုက်ရတာတို့ဘာလို့တော့နည်းနည်းပါးပါးရှိတတ်ပါလိမ့်မယ်နော်။လူမှုပေါင်းတဲ့ဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေ 他比较具备完美。 လူမှုပေါင်းရင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကလည်းလူတိုင်းကိုတဲ့စိတ်ရှိရှင်နဲ့မေတ္တာစိတ်လေးနဲ့ပဲပေါင်းတင်ဆက်ဆံလိုက်ပါကိုပေးတဲ့မေတ္တာတွေကိုရှိကိုပြန်လာပါလိမ့်မယ်တဲ့ကိုကောင်းတဲ့သူတွေကိုပေါ်ကိုပြန်ကောင်းလာပါလိမ့်မယ်အားလုံးနဲ့အထိုင်းလျောက်အဆင်ပြေပါလိမ့်မယ်အဲ့တော့ထူးထူးခြားခြားပြအလုတ်ကိုင်းငွေကြီးကျမ်းမာရေးလူမှုပေါင်းရင်းဆက်ဆံရေးတဲ့တေရော့ကတ်၄ကတ်ကျွန်တော်ချိုးကြည့်တာ၄ကတ်စလုံးကအကောင်းနမိတ်တွေကြီးပဲကြာနေပါလေဗျာနော်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့ ီတနင်္ဂနွေသားမြေများအတွက်ပေါ့နော်ဘလူကန်အခွင့်လန်းကောင်းတွေကြားရောက်လာနိုင်အောင်မလဲဘလူထူးခြားတဲ့အဖြစ်အပျက်တွေရှိလာနိုင်အောင်မလဲနောက်ဘာရရလေးတွေကိုဆောင်ရဲတင်တယ်လဲဆိုတာကိုထပ်ပြီးတော့နောက်တစ်ချိန်တည်းတော့ကချိုးကြည့်ပါဦးမယ်ထုံးစံတိုင်းဂျားဖြတ်ကြော်ညာဝင်ခြင်းဝင်ရမယ်ဆိုရင်ကျွန်တော်ရှိမှတဝူးချင်းတယောက်ချင်းဗီဒီယိုမြင်းချင်းတဲ့သူများကကျွန်တော်ရဲ့ TikTok ဘိုင်အိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားပါတယ်အဲ့ဒီနေရာတွေကနေဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်တဦးချင်းတယောက်ချင်းရဲ့ဘေးရင်ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဘေးရင် host တန်းကိုကျွန်တော်ပို့ပေးတယ်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးပါတယ်နောက်လိုအပ်တဲ့ရေရာလေးတွေကိုညွှန်ကြားပေးပါတယ်အဲ့တော့စည်ရင်တော့ပြိုပေးရပါတယ်ညံမှုစော်ကတဦးကို 2000ကျပ်ယူပါတယ်ခင်ဗျာ။နောက်ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကိုလာတင်လာစမ်းပိုင်းတိုင်းမှာကျွန်တော်ရန်ကုန်မှာအပြင်ဧည့်တွေဗီဒီယိုဟောပြောပေးပါတယ်။9လပိုင်းမှာဆိုရင်9လပိုင်း10ရက်နေ့ကနေစပြီးတော့10ရက်နေ့အထိ10ရက်တာကျွန်တော်ရဲ့ဒါရန်ကုန်မှာရှိတဲ့ သင်္ကန်းကျုံမြို့နယ်မှာရှိတဲ့ဒေရင်ရုံးကမှဟောပြောမဲ့အဲ့တွေ့မဲ့အစီအစဉ်ရှိပါတယ်။မင်းမြန်းကျင်တဲ့သူတွေကကျွန်တော်ရဲ့ Viber Telegram သို့မဟုတ် TikTok Messenger မှာလာရောက်ပြီးတော့ကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့ booking လုပ်ထားလို့ရပါတယ်ခင်ဗျာ။ကဲတော့တနင်္ဂနွေသားမိများအတွက်ဒုတိယမြောက်ကဲရော့ကန်လေးကိုကျွန်တော်ထပ်ပြီးတော့ကြည့်ရှုပေးပါဦးမယ်။တနင်္ဂနွေသားသမီးများတွေဒီ 2025ခုနှစ်ကလက်ကျန်6လတာကာလတွင်းမှာသုံးရှုံးထားတဲ့အရာတွေပြန်ရတော့မယ်တဲ့အဲ့တော့ကိုပစ္စည်းတွေကိုရဲ့ဥစ္စာတွေငွေကြေးတွေအပြင်ကိုရောက်ထားတာတွေထွက်ထားတာတွေရှိအဲ့ဒီလိုသုံးရှုံးလာတာတွေရှိပြန်ရတော့မယ်တဲ့နော်နောက်ကွဲကွာနေတဲ့သူတွေရှိအဲ့လိုလူမျိုးတွေ ਨੇ ပြန်လည်ပြီးတော့ส่งด้วยมาအခြေအနေတွေကြုံရပါလိမ့်မယ်တဲ့။နောက်အလုံဟောင်းတို့နေရာဟောင်းတို့မိတ်ဆွေဟောင်းတို့ ਨੇ ပြန်တွေ့ရမယ်ဆိုတဲ့ ချိန်ကာလတွေဖြစ်ပါတယ်။ပြောချင်တဲ့သဘောကတော့အဟောင်းတွေကနေအပစ်ဖြစ်လာတယ်ဆိုတဲ့နမိတ်ပုံကိုတွေ့ရပါတယ်နော်။အဲဒီလိုပါပဲအနာဟောင်းတွေယောဂဟောင်းလေးတွေလည်းပြန်ပေါ်လာတတ်တယ်ခရင်ဆိုင်ပါတဲ့။ဒီတေရောကတ်ကဲ့နမိတ်ပုံရာဆိုရင်စေယုံစေကန်းတဲ့ပတ်သက်ရမဲ့အခြေအနေမျိုးလေးတွေကြုံရတတ်ပါတယ်။အဲ့တော့ကိုကိစ္စမှမဟုတ်ဘူး။ကိုမိသားစုထဲမှာပဲဖြစ်ဖြစ်တခြားတအူးတယောက်ကြားမှာညံလို့ပဲဖြစ်ဖြစ်စေယုံစေကန်းကိုသွားပြီးတော့လူနာမေးရတာမျိုးတွေလည်းပဲ ကြုံရတတ်ပါတယ်အဲ့တော့ရရအနေနဲ့ကတော့ဒီတဲရောကကနမိတ်ပုံတိုင်းရရပေးရမယ်ဆိုရင်မကြမ်းမမာဖြစ်နေတဲ့သူမနာမကြမ်းဖြစ်နေတဲ့သူကိုစေဝါဒတ်စာလှူဒန်းကူညီပေးခြင်းအပြင်ကိုယ့်ရဲ့ဒါကံတွေလက်တွေပွင့်လန်းလာစေပါလိမ့်မယ်စေဝါဒတ်စာအနေနဲ့ပဲဖြစ်ဖြစ်စေဝါဒတ်စာဝယ်ဖို့ပြုဖို့ငွေကြေးအနေနဲ့ပဲဖြစ်ဖြစ်ဒါလှူဒါန်းမှုပြုပေးပါလို့ကြေညာလေးပေးလိုက်ပါတယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့တော့အဖမ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ညာ